င်္ဂလာပါခင်ဗျာဒီဘက်တွင်းမှာဖြစ်ပွားခဲ့တဲ့စီးပွားရေးသတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒီဒီဘက်မှာတော့ပြည်တွင်းစပါးဈေးကထုတ်လုပ်မှုကုန်ကြဈေးအောက်ကိုမရောက်ရှိဖို့အတွက်မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကဥဆောင်ပြီးတော့မှလှုပ်ဆောင်နေတဲ့သတင်းရန်ကုန်မြို့မှာရွှေအယောင်းဝယ်လုပ်တဲ့ကုန်စည်တိုင်းဖွင့်လှစ်ခွင့်ရပြီးရင်တော့ပြည်ပနဲ့ချိတ်ဆက်ပြီးတော့ရွှေအယောင်းဝယ်ပြုလုပ်တာကိုပါခွင့်ပြုပေးသွားဖို့ရှိနေတယ်ဆိုတဲ့သတင်းမန္တလေးမြို့အတွင်းလမ်းပေါ်က ရွှေလျားဈေးဆိုင်တွေကိုဒီဇင်ဘာလကစတင်ပြီးတော့မှ license တင်ပြီးမှသာရောင်းချခွင့်ပြုတော့မယ်ဆိုတဲ့သတင်းတွေအပြင်ဒီဘက်တွင်းမှာရရှိထားတဲ့တခြားစီးပွားရေးသတင်းတွေကိုလည်းစူးစိပြီးတော့တင်ဆက်ပေးသွားမှာပါတရုတ်နဲ့မြန်မာနှစ်နိုင်ငံအကြားစီးပွားရေးနဲ့ကုန်သွယ်ရေးဆိုင်ရာပူးပေါင်းလှုပ်ဆောင်နိုင်မှုအတွက်တွေ့ဆုံခဲ့ပါတယ်ဒီသတင်းကိုတော့သူစားလင်းကပေးပို့ထားပါတယ်ခင်ဗျာတရုတ်နိုင်ငံတောင်ပိုင်းဒုတိယနိုင်ငံသားရေးဝန်ကြီးအငိမ့်သားမစ္စတာလိုက်ကူရှိဝါအဖွဲ့နဲ့နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မှုအတွက် တွစ်ဆုံဆွေးနွေးပွဲကိုကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှနိုမာလာ၁၇ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ဒီတွစ်ဆုံဆွေးနွေးပွဲမှာဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးတွေလှုပ်ဆောင်မယ်ဆိုတာကိုအတိအကျမသိရသေးပါဘူး။လာတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုလုပ်ငန်းမျိုးတွေလာတယ်လဲဆိုတာလည်းအတိအကျစိတ်ရင်းမရသေးဘူး။အခုရတဲ့အချိန်မှာလည်းသူတို့ဆွေးနွေးဖို့အချိန်မရသေးဘူး။သူတို့ဘာလိုက်မယ်ဆိုတာလည်းကိုယ်ကိုယ်ပြားမသိသေးဘူး။သူတို့ဘယ်လောက်ထိရင်းနှီးမယ်ဆိုတာလည်းရှင်းရှင်းလင်းလင်းမပါသေးဘူး။ဘာမှယူဘက်ကလည်းဘာတွေလုပ်ပေးနိုင်မလဲဆိုတာတိတိကျကျမပြောနိုင်သေးဘူး။ စီဝါရေးလုပ်ငန်းတွေပူးပေါင်းဆောင်ရွက်နိုင်မှုလာရောက်တဲ့အဖွဲ့အစည်းမှာအိမ်ချမ်းမြေကျိုးဆောင်လုပ်ငန်းစောက်လုပ်ရေးလုပ်ငန်းတွေလျှက်စစ်လုပ်ငန်းစတဲ့လုပ်ငန်းမျိုးစုံကလူတွေပါဝင်တယ်လို့ဆိုပါတယ်။ဒီပညာရေးထွန်းကားပြီးစီဝါရေးလုပ်ငန်းတွေအတွက်အကျိုးမြတ်တွေရရှိနိုင်တာကြောင့်အိန္ဒိယနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံပေါ်အကောင့်မြင့်တက်ဖို့လိုတယ်လို့လည်းကုန်သည်များနဲ့စက်မှုလုပ်ငန်းရှင်များအသင်းချုပ်အမှုဆောင်ရာရှိချုပ်ကပြောဆိုပါတယ်။မြန်မာနိုင်ငံရဲ့ရေနက်စက်ကန်တွေဖြစ်တဲ့ကြောက်ဖြူဒဝဲနဲ့တီလွာရေနက်စက်ကန်တွေမှာတီလွာရေနက်စက်ကန်ကလုပ်ငန်းစီမံကိန်းတွေလှုပ်ဆောင်မှုတေချာနေပြီလို့လဲဆိုပါရတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေတေးရဝင်ငွေခွန်ကွန်းလွတ်ခွင့်မှာရန်ကုန်စုံတဲ့3နှစ်5နှစ်နဲ့ပြည်နယ်တွေမှာ9နှစ်ပြည့်ရဆုံးဆိုပြီးအခွန်ကင်းလွတ်ခွင့်ပြုထားပါတယ်။ကျွန်မကတူစာလင်းပါစီဝိုင်းနဲ့ကုတန်းရောင်းဝယ်ဝင်ကြီးဌာနအနေနဲ့ရန်ကုန်မြို့အတွင်းကကားရောင်းပြကန်း16ခုကိုအခုနှစ်အတွင်းမှာပိတ်သိမ်းခဲ့ပါတယ်။ဒီလိုပိတ်သိမ်းခံရတဲ့ကားရောင်းပြကန်း16ခုဟာစီကန်းချက်တွေနဲ့မကိုက်ညီတာတွေရှိတဲ့အပြင်ပန်ရှင်တွေကိုယ်တိုင်ကလည်းဆက်လက်မလုပ်ကင်ရင်လို့ပိတ်သိမ်းလိုက်တာပါလို့ကားရောင်းပြကန်းပန်ရှင်တွေကပြောကြပါတယ်။ စီကံရဲ့လည်းမညီဘူးဆိုတာသူတို့ကမလုပ်ချင်လို့စီကံနဲ့အညီမလုပ်တော့ဘဲနဲ့သူတို့ကဥမာရှုံးလို့တည်နေရမရှိတာနဲ့ဂူတော်တည်နေရမရှိတာနဲ့နောက်ပြီးတော့ဟိုကားစေးစင်တာမှာတကယ်ကားမရှိတော့ဘဲနဲ့လူငယ်အဆောက်အုံဖြစ်နေတာနဲ့ဟဲ့ဒီလိုမျိုးမကိုက်ညီတာကြောင့်သူတို့ကအမှန်တကယ်လည်းသူတို့ကဖျက်သိမ်းခြင်းလို့ပိတ်သိမ်းသွားတာအမှန်သူတို့ကတကယ်ဖျက်သိမ်းတာမဟုတ်သူတို့ကလည်းပိတ်ခြင်းနဲ့ဒါမှမဟုတ်သူတို့ကဘာတစ်ခုဖြစ်နေလဲဆိုတော့စိတ်ရင်းမပိတ်သိမ်းဖြစ်နေတယ်ဆိုတော့ဒီရွှေဆိုတာတသိမ်း တင်ထားမယ်ဆိုတာလည်းမတင်ထားတဲ့ကုမ္ပဏီတွေဖြစ်နေတော့သူတို့ကတည်တည်လွတ်ရမယ့်ပန်းတွေလည်းကြံတဲ့တည်တည်တွေမလွတ်ဘူးအဲ့ဒီပန်းတွေဖြစ်နေတဲ့ကြောင့်ဒီပန်းတွေဖြစ်နေရပေါ့နည်းတန်းလိုက်ဖြစ်နေတော့သူတို့ဖြစ်နေတဲ့အခါကျတော့စီပေါ်ကူတန်းအနေနဲ့ပြီးတော့ဒီရှုံးအင်္ဂါနဲ့မညီဘူးလို့သူတို့ကကြေညာလိုက်စီပေါ်ရင်းနဲ့ကူတန်းရောင်းဝယ်ဝင်ကြီးဌာနအနေနဲ့စည်းကားကြမ်းနဲ့မကိုက်ညီတဲ့ကားရောင်းပြကန်48ခုကိုထုတ်ပြန်ကြေညာခဲ့တာပါအဲ့ဒီ48ခုတည်းကနေကားရောင်းပြကန်19ခုကိုပိတ်သိမ်းခဲ့တာပဲဖြစ်ပါတယ်အကောက်ခွန်နဲ့ပတ်သက်တဲ့လုံထုံးလုံနည်းတွေ ကာရှာနဲ့ပတ်သက်တဲ့လိုင်းနာရမယ့်အချက်တွေကိုဖောက်ပြတဲ့ကားရောင်းပြကန်းတွေကိုချက်ချင်းပိတ်သိမ်းသွားမယ်လို့စီးပွားကူတန်းကသတင်းထုတ်ပြန်ထားပါတယ်။လောလောဆယ်မှာကားတင်သွင်းခွင့်မူဝါဒမထွက်သေးတဲ့အတွက်ကြောင့်မလို့ကားရောင်းဝယ်တွေထောက်ဝက်နေပါကြဆင်းနေတယ်လို့ကားရောင်းပြကန်းပန်ရှင်တွေကပြောပါတယ်ခင်ဗျာ။မန်းလင်းမြို့အတွင်းလမ်းပေါ်ကရွေလျားဈေးဆိုင်တွေကိုဒီဇင်ဘာလကစတင်ပြီးတော့မှလိုင်စင်တင်ပြီးမှသာရောင်းချခွင့်ပြုမယ်လို့စီမင်းတာယာရေးကော်မတီကပြောပါတယ်။တာယာကသတင်းပေးပို့ထားပါတယ်။လက်ရှိမှာလမ်းမေးရွေးရောင်းဆိုင်တွေက စီပင်ကိုနေ့စဉ်ဈေးကောက်ပေးရသလိုလဆင်ကြီးပေးဆောင်ပြီးရောင်းနေရပါတယ်။အစားအသောက်နဲ့တရေစာဆက်စီတွေကိုမီနီလိုက်ထရက်တွေနဲ့မန္တလေးမြို့တွင်လမ်းမပေါ်မှာရွေရှားစည်းဆိုင်တွေနဲ့ရောင်းချမှုများလာတာကြောင့်လမ်းကျမှုမဖြစ်ဖို့လာမဲ့ဒီဇင်ဘာလကနေစတင်ပြီးခွင့်ပြုလိုင်စင်ရှိမှရောင်းချခွင့်ပြုနိုင်မယ်လို့မန္တလေးမြို့တော်စီပင်သာရေးကော်မတီကပြောပါတယ်။ဘာကြောင့်လုပ်တယ်လဲဆိုတော့ကားလေးတွေကအဓိကတော့သူတို့လိုင်စင်မရှိဘဲနဲ့စီမဲကမ်းပဲစီမဲကမ်းပဲတော့မဟုတ်လို့သူတို့ရောင်းနေတဲ့နေရာတွေရောင်းနေတဲ့ခါကျတော့တစ်ချက်ကတော့ ဟိုကျောင်းနေဆေးရုံနေရှိမှများတယ်အဲ့ဒီနေရာတွေမှာရင်ကျောပိတ်ဆို့ပဲနောက်ကလေးတွေရေအန်တွေဖြစ်တယ်နောက်တော့ကသူတို့ကတတ်မှတ်ပေးထားတဲ့ license မရှိဘဲနဲ့ရောင်းနေတာဖြစ်တဲ့အတွက်ရေစီကန်လမ်းစီကန်ထိန်းတဲ့အခွင့်အရေးတို့လို့ရှိရင်ဒဏ်ငွေဆောင်ရရတယ်ဒံငွေဆောင်တွေကတော့တခါတခါဒံငွေဆောင်ရင်သူတို့က1000ကနေ3000ကြီးဆောင်ရတဲ့အတွက်ဒီလက်လုပ်လက်စားလေးတွေကလည်းသူတို့အတွက်တတ်နိုင်တယ် မိုဘိုင်းမားကတ်နဲ့ရောင်းချမဲ့ဈေးဆိုင်ရှင်တွေဟာစီပင်ကိုတစ်နှစ်လိုင်စင်ကြီး light track အသေးစားဆိုရင်တသိန်းခွဲဆောင်ရမှာဖြစ်ပြီးကားအကြီးနဲ့ရောင်းရင်ကျက်နှစ်သိန်းသတ်မှတ်ထားပါတယ်ရောင်းချမဲ့နေရာ၅နေရာကိုတတ်မှတ်စည်းကမ်းနဲ့ရောင်းချရမှာဖြစ်ပါတယ်။နိုင်စင်မတင်မဲ့ရောင်းချတာတွေတွေ့ရှိရင်တော့ဖန်းစီအေးယူမှာဖြစ်ပါတယ်။မြို့တော်စီပင်ကရွေရှားဈေးဆိုင်တွေမှာ73စီရောင်းချမှုကိုလုံးဝခွင့်မပြုထားဘူးလို့ဆိုထားပေမဲ့လမ်းတချို့မှာရောင်းချနေတာတွေရှိပါတယ်။ ။မန္တလေးမြို့လမ်းမတွေမှာတန့်ရှင်းဖို့လုံခြုံဖို့အတွက်စနစ်တကျလှုပ်ဆောင်ပေးဖို့အားနဲ့နေသေးတယ်လို့ဒေသခံတွေကဝေဖန်သုံးသပ်ကြပါတယ်။ကျမကတာယာပါရှင်။ပြည်ရင်းစပါးစေးကထုတ်လုပ်မှုကုန်ကြဆေးအောက်ကိုမရောက်ရှိဖို့အတွက်မြန်မာနိုင်ငံစံစပါးအသင်းချုပ်ကဥဆောင်ပြီးတော့မှလှုပ်ဆောင်နေပါတယ်ဒီသတင်းကိုတော့ဥတိုင်းစင်ကပေးပို့ထားပါတယ်ပြည်ရင်းမှာစိုက်ပျိုးထားရှိတဲ့မိုးစပါးကလာမယ့်ဒီဇင်ဘာလဆန်းထဲမှာတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ပေါ်ထွက်လာမှာပါ ခုလိုတပြိုင်တည်းပေါ်ထွက်လာတဲ့ကာလမှာစီးပွားရေးသဘောတဘာဝအရရောင်းလို့အကများပြီးဝယ်လို့အကနည်းတဲ့အတွက်စပားစင်းလုံးကလည်းကြာဆင်းတတ်တဲ့အလေးထားရှိပါတယ်။ဒါကြောင့်တောင်သူတွေအတွက်စပားစေးဟာထုတ်လုပ်မှုကုန်ကျစရိတ်အောင်မရဖို့စွာကဂျေတူရေရှည်စီမံချက်တွေနဲ့ဆောင်ရွက်သွားဖို့မြန်မာနိုင်ငံစံမအတင်းချုပ်ကတောင်းဆိုလိုက်ပါတယ်။ ဈေးကွက်ဝယ်လိုအားနဲ့ဈေးကွက်ရောင်းလိုအားဈေးကွက်သဘောတရားအတိုင်းသွားတာအကောင်းဆုံးပဲအဲ့တော့ဈေးကွက်ဝယ်လိုအားနည်းနေရင်ဝယ်လိုအားတိုးနိုင်အောင်ဘာတွေလုပ်ပေးမလဲနိုင်ငံခြားတင်ပို့တဲ့ကိစ္စတွေပြည်ရင်းမှာစက်ပိုင်တွေကုန်တယ်တွေကနေဝယ်နိုင်အောင်လို့ချင်းငွေစီစဉ်ပေးတဲ့ကိစ္စတွေနိုင်ငံတော်ဘတ်ဂျက်တို့နိုင်ငံတော်ကနေပြီးတော့ထုတ်တဲ့ရန်ပုံငွေတွေကပြည်သူရန်ပုံငွေတွေပဲဖြစ်တဲ့အခါမှာခုနပြောတဲ့အလွဲသုံးစားလုပ်တဲ့ကိစ္စတွေလေလွင့်ဆုံးရှုံးတာတွေဒါတွေဖြစ်ခဲ့ရင်ပြည်သူတွေပဲပြန်ပြီးတော့ ထိခိုက်နေနာမယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီကိစ္စကိုရေရိုရေရှည်ဆောင်ရွက်ရမယ်ကိစ္စတွေကိုသုံးသပ်ပြီးတော့ရေရိုမှာတော့ဘာတွေလုပ်မလဲ export တိုးမြင့်တဲ့ကိစ္စတွေလုပ်မယ်ဆက်လက်လုပ်ငန်းရှင်တို့ကလည်းဒီပိုင်းနဲ့တည်းပေါက်ထွက်လာတဲ့စပားတွေကိုအချိန်မီတိတ်ခွင်းနိုင်ဖို့ကစပိုင်ရှင်တွေမှာလည်းခက်ခွဲများစွာရှိတယ်လို့ဆိုပါတယ် ။ရောက်လာအခါမှာဒီစပားတွေကအစိုးတက်ဘလောက်ရှိလဲဆိုရင်20နဲ့23 24လောက်ထိရှိပါတယ်။ဒီလိုမျိုးဆိုတဲ့ moisture content အလောက်ရှိတဲ့စပားတွေကိုကျွန်တော်တို့တခါတည်းသိမ်းလို့မဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီစပားတွေကသိမ်းမကြခင်တစ်ပတ်နှစ်ပတ်အတွင်းမှာဟို damage လို့ခေါ်တဲ့အဝါရောင်တန်းပြီးတော့ပျက်စီးနေတဲ့စပားတွေဖြစ်ရောက်သွားမှဖြစ်ပါတယ်။အဲ့အတွက်ဒီစပားတွေကိုကျွန်တော်တို့ဒီသင်းမစည်းမပြောနဲ့၃သိန်းပစ္စည်းပြီးရင်တော့၃သိန်းနဲ့ရောင်းချင်ပါတယ်ဆိုတော့ကျွန်တော်တို့ကြီးကဆက်ပိုင်နေဝယ်နေတဲ့အနေထားမှာမရှိပါဘူးလက်ရှိမှာဆိုရင်တော့ပြည်တွင်းမှာ အမထမျိုးစားစဘာတင်းရစင်းလုံးကဒေတာပေါ်မူတီဗီကျက်36000ကနေ4000အောက်ထိရှိပါတယ်။တိုင်းမြင့်မျိုးစားဖြစ်တဲ့ပေါ်ဆန်စဘာကတော့တင်းတရာကိုကျက်8000ကျော်ရှိပါတယ်။လယ်သမားတွေအနေနဲ့ကလည်းတေကစဘာပြင်းမြတ်အထွတ်နှုန်းကတင်း60ဝန်းကျင်ရှိနေပါတယ်။ကျွန်တော်တိုက်စင်းတင်းပေးပို့ထားတာပါ။ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာရှယ်ယာအယောင်းဝယ်တွေကပြန်လည်ကျဆင်းလာပြီးတော့ရှယ်ယာဝယ်ယူသူတွေနှဲပါနေပါတယ်။နိုဘင်ဘာလ၄ရက်နေ့ တိလဝါရှယ်ယာအယောင်းဝယ်ဈေးကွက်ပြန်ဖွင့်ချိန်မှာရှယ်ယာ၈000ဝန်းကျင်အယောင်းဝယ်ဖြစ်ခဲ့ပေမဲ့လက်ရှိမှာတော့အစုရှယ်ယာ8000ကျော်ပဲအယောင်းဝယ်ရှိနေပြီးတော့ရှယ်ယာဈေးနှုန်းတွေကလည်းပြန်လည်ကျဆင်းလာပါတယ်။အယောင်းဝယ်အခုကဈေးကျတယ်လို့ရှယ်ယာဥယျာဉ်လည်းကျပါတော့နော်။ဘာဖြစ်လဲဆိုကျွန်တော်အမြင်ကတော့အုံနဲ့ချင်းနဲ့ဝယ်တဲ့လူကကတော့နည်းနေတယ်။နည်းလူကသူငိုရှင်းစဲလူတွေရဲ့အစ်စ်ဝင်ရောက်တဲ့လူနည်းစုတွေကဝယ်ပြီးတဲ့ချိန်၄ရက်နေမှာဝယ်ပြီးတဲ့ချိန်မှာအခုဒီနောက်ပိုင်းမှာအဲ့လူတွေကလည်း တန့်သွားတဲ့ပုံစံပေါ့တန့်သွားဆိုနောက်တကဟိုဝေဝေ48မှာရထားတဲ့လူတွေရောင်းလို့ရှိရင်မြတ်တယ်เนาะ52 53ဆိုတော့လေအေး48ရောင်းတဲ့လူကုံသွားတဲ့အချိန်မှာနည်းနည်း49မှာနည်းနည်းတန့်သွားတယ်เนาะတန့်ပြီးတော့ကျွန်တော်မြင်ရတော့ဟို43000ခွဲတောင်းရော43000ခွဲတောင်း4800 4800လောက်မှာတန့်ပြီးညင်သွားမယ်လို့ထင်တယ်လက်ရှိမှာတော့ရှယ်ယာဈေးနှုန်းတွေကလူတိုင်းဝယ်ယူနိုင်တဲ့ဈေးဖြစ်နေလို့အယောင်းဝယ်ဈေးကွက်ကဖြည်းဖြည်းချင်းပြန်တက်လာနိုင်တယ်လို့ခန့်မှန်းမှုတွေကတော့ရှိနေပါတယ် နိုဘီမာလာရှယ်ယာနဲ့မှာတော့သီလဝါရှယ်ယာတစုကိုကြက်4900 FMI ရှယ်ယာတစုကိုကြက်16500နဲ့မြန်မာနိုင်ငံသားများဘဏ်ရဲ့ရှယ်ယာကတော့9600ပေါင်စည်းရှိပါတယ် FMI ရှယ်ယာအစု3000ကျော်နဲ့မြန်မာနိုင်ငံသားများဘဏ်ရဲ့ရှယ်ယာအစု600ကျော်အယောင်းဝယ်ဖြစ်ခဲ့ပါတယ်ခင်ဗျာရန်ကုန်မြို့မှာရွှေအယောင်းဝယ်လုပ်တဲ့ကုမ္ပဏီတိုင်းဖွင့်လင်းခွင့်ပြုပြီးရင်တော့ပြပနဲ့ချိတ်ဆက်ပြီးတော့ရွှေအယောင်းဝယ်ပြုလုပ်တာကိုပါခွင့်ပြုပေးသွားဖို့ရှိနေပါတယ်ဒီသတင်းကိုတော့ကြော်တရားကသတင်းပေးပို့ထားပါတယ်ခင်ဗျာ ရန်ကုန်မြို့ရဲမှာရွှေရောင်းဝယ်ပြုလုပ်လို့ရတဲ့ကုန်စည်တိုင်တစ်ခုပေါ်ပေါက်လာဖို့အတွက်ရွှေလုပ်ငန်းရှင်တွေကကြိုးစားလှုပ်ဆောင်နေပါတယ်။ဒီရွှေကုန်စည်တိုင်ကိုမကြခင်မှာတာဝန်ရှိသူတွေကခွင့်ပြုသွားဖို့အနေထားရှိနေပြီးရွှေကုန်စည်တိုင်ကိုခွင့်ပြုပြီးရင်တော့ပြည်ပနဲ့ချိတ်ဆက်ပြီးရွှေရောင်းဝယ်ပြုလုပ်တာကိုပါခွင့်ပြုသွားဖို့ရှိနေတယ်လို့စီးပွားရေးနဲ့ကုတန်းရောင်းဝယ်ဝန်ကြီးဌာနကတာဝန်ရှိသူတယောက်ကပြောပါတယ်။ရွှေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရွှေလုပ်ငန်းရှင်များအသိပ္ပာယ်ကတော့ Commodity Exchange Center တည်ထောင်ဖို့အကြံအစည်ဆိုတာလေးပြရတယ်သူကအထောက်အကူ ဒါတော့ကောင်းပါတယ်ဘယ်လိုပဲဖြစ်ဖြစ်နိုင်ငံကမှလည်းအကိုအချင်းစင်တာပေါ့လေရွှေကုန်စီတိုင်းပေါ့နော်စံကုန်စီတိုင်းပဲကုန်စီတိုင်းလို့ပေါ့လေရွှေကုန်စီတိုင်းဆိုတာမျိုးကတော့နိုင်ငံကမှလည်းရှိတာပဲအဲ့လိုရှိတာအဲ့လိုမျိုးရှိလာတာနဲ့အတူကျွန်တော်တို့ကလည်းဒီဘက်ကဒီဘုံမပြုတ်လိုက်တာမျိုးတွေကလည်းဆက်ပြီးတော့ညှော်လင့်နိုင်တယ်လို့ယူဆပါတယ်လက်ရှိမှာတော့ရွှေကုန်သေးတွေအနေနဲ့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းရုံးမှာရွှေရောင်းဝယ်ပြုလုပ်နေတာပါ။ ရွှေရောင်းဝယ်လုတ်တဲ့ကုန်စီတိုင်ကိုခွင့်ပြုပြီးရင်တော့နေရာသာပြောင်းပြီးရောင်းဝယ်ပြုလုပ်ရမှာဖြစ်လို့ဈေးကွက်ကတော့တိတ်ပြီးမထူးခြားနိုင်ပါဘူးလို့သုံးသပ်တာတွေလည်းရှိနေပါတယ်။အဲအဲ့တော့ဖွင့်လို့ကြိုးစားနေတာတော့ကြားပြီးအခုဒီတော့အကောင့်ထဲမှာပေါ်သေးဘူးပေါ့နော်။သူကအခုလောလောဆယ်ရောင်းဝယ်လုပ်နေတာတွေအကုန်လုံးကတော့ဒီရန်ကုန်တိုင်းရှိကုန်စည်များအသင်းမှာပဲလုပ်နေကြတယ်။အဲ့ဒီကုန်စီတိုင်းဖွင့်ပြီးတော့ကုန်စီတိုင်းမှာပြောင်းပြီးလုပ်ကြအောင်ပေါ့နော်။ဒီကြားတော့မပြောင်းပါဘူး။နေရာရွေးပါတာတော့ပဲရှိတယ်။ လက်ရှိမှာတော့ပြည်ပနဲ့ချိတ်ဆက်ပြီးတရားဝင်ရွှေရောင်းဝယ်ပြုလုပ်ခွင့်မရှိပေမဲ့နယ်ဆက်လမ်းကြောင်းတွေကနေတဆင့်တရားမဝင်ရွှေရောင်းဝယ်ပြုလုပ်နေတာတွေလည်းရှိနေတယ်လို့ရွှေလုံငန်းလုပ်ကိုင်သူတွေကပြောပါတယ်။ကျွန်တော်ကတော့ကြော်စရာပါ။မနိုင်ငံနဲ့အိန္ဒိယနိုင်ငံအကြားနှစ်နိုင်ငံကုံသွယ်မှုအခွင့်အလမ်းတွေပုံမှုတိုးတက်ကောင်းမွန်လာသေးဖို့ရခိုင်ပြည်နယ်စစ်တွေမြို့မှာအကောင်အထည်ဖို့ဆောင်ရွက်နေတဲ့ကလတန်မြစ်ကြောင်းဘတ်ဆောင်သုံးတယ်ဦးပို့ဆောင်ရေးစီမံကိန်းဟာဒီဇင်ဘာလမှာရာနှုန်းပြည့်ပြီးစီးမယ်ဖြစ်တယ်ဆိုပြီးတော့မြမစိတ်ကန်အာနာပိုင်ကနေတဆင့်သိရပါတယ်။ ဲ့ဒီစီမံကိန်းအကောင့်ထဲပေါ်ဆောင်ရွက်ဖို့အတွက်မြန်မာနိုင်ငံအစိုးရနဲ့အိန္ဒိယနိုင်ငံအစိုးရတို့က2008ခုနှစ်အတွင်းသဘောတူစာချုပ်လက်မှတ်ရေးထိုးက2010ဒီဇင်ဘာလမှာစတင်ပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တာပါအဲ့ဒီစီမံကိန်းပြီးမဲ့ဆိုလို့ရှိရင်တော့မြန်မာနဲ့အိန္ဒိယကုန်သွယ်မှုအခွင့်အလမ်းတွေပုံမှန်ရရှိစေမယ့်အပြင်အပြည်ပြည်ဆိုင်ရာစိတ်ကမ်းတွေပေါ်ပေါက်လာပြီးတော့အိန္ဒိယနိုင်ငံနဲ့တွေမဟုတ်ဘဲနဲ့တခြားနိုင်ငံတွေနဲ့ပါဓာတ်ရိုက်ကုန်သွယ်နိုင်မှာဖြစ်ပါတယ်စီမံကိန်းအကောင့်ထဲပေါ်ဆောင်ရွက်မှုအတွက်ခံမှန်းကုန်ကြေးငွေကတော့အမေရိကန်ဒေါ်လာတန်480လောက်ရှိတယ်လို့သိရပါပါခင်ဗျာ။ မြန်မာနိုင်ငံယင်းနှီးမြှုပ်နှံမှုဥပဒေပထမမူကြမ်းကိုနိုဗင်ဘာလကုန်ပိုင်းမှာအပြစ်သက်ရေးဆွဲမှာဖြစ်ပြီးတော့ဒုတိယမူကြမ်းကိုဒီဇင်ဘာလအတွင်းမှာအပြစ်သက်ရေးဆွဲမှာဖြစ်ကြောင်းစီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။မြန်မာစီးပွားရေးတိုးတက်ဖို့အဓိကကြားတဲ့နိုင်ငံသားယင်းနှီးမြှုပ်နှံမှုတွေဗျမဝင်ရောက်လာဖို့ဤဥပဒေကိုအမြန်ဆုံးပြတ်ထန်းဖို့လိုအပ်နေပြီးတော့ဤဥပဒေထွက်ပေါ်လာမှသာနိုင်ငံသားကမြန်မာနိုင်ငံကိုစောင့်ကြည့်နေတဲ့လုပ်ငန်းရှင်တွေရောက်လာမှာဖြစ်ကြောင်းဒါကြောင့်မလို့ဤဥပဒေကိုလာမယ့်နှစ်ဆမှာထုတ်ပြန်နိုင်အောင်လှုံ့ဆော်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညှို့ချမှုဦးစီးဌာနကပြောပါတယ်မြန်မာနိုင်ငံမှာပြီးခဲ့တဲ့2015-2016ဘဏ္ဍာနှစ်အထိနိုင်ငံအလိုက်ကုန်သွယ်မှုပမာဏကအမေရိကန်ဒေါ်လာတန်18,900ကျော်ရှိပြီးတော့မှအဲ့ဒီထဲမှာတရုတ်နိုင်ငံက1,990ကျော်နဲ့ကုန်သွယ်မှုပမာဏအများဆုံးရှိခဲ့ကြောင်းစီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနရဲ့စည်ရင်းစရာတွေအရသိရပါတယ်ဒါ့အပြင်တချို့သောယင်းနှီးမြှုပ်နှံမှုများကိုတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုလုံပန်ငွေတွေခြားထားပေးမှဖြစ်ပြီးတော့မှဒီအတွက်နေဥပဒေကိုအများဆုံးထုတ်ပြန်နိုင်ဖို့လှုံ့ဆော်နေရခြင်းဖြစ်ကြောင်းတင်ပြထားပါတယ်ခင်ဗျာဒီတစ်ပတ်တွင်းမှာထူးထူးခြားခြားဖြစ်ပွားခဲ့တဲ့စီးပွားရေးသတင်းတွေကိုစူးစီးပြီးတော့တင်ဆက်ပေးခဲ့တာပါနောက်တစ်ပတ်မှာလည်းထူးခြားတဲ့စီးပွားရေးသတင်းတွေကိုစူးစီးပြီးတော့တင်ဆက်ပေးသွားအောင်ပါ DVB ကိုကြည့်ရှုအားပေးကြလို့ကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်တာနိုးပဲပါ